စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံအတွင်းအကြမ်းဖက်မှုတွေနဲ့မတည်မငြိမ်မှုတွေကိုသာဆက်လက်ဖြစ်ပေါ်စေပြီးအထိခိုက်လွယ်ဆုံးပြည်သူတွေကြားမှာဆင်းရဲနွမ်းပါမှုတွေနဲ့စားနပ်ရိက္ခာမဖူလုံမှုကိုပုံမိုးဆိုးဝါးစေမှာဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ် ဒီပြောကြားချက်ကိုအောက်တိုဘာလ15ရက်နေ့ကကုလသမဂ္ဂမှာကျင်းပခဲ့တဲ့ဆင်းရဲမွဲတေမှုရှင်းချနိုင်ရေးစားနယ်ရိတ်ခါဖူလုံရေးနဲ့စိုက်ပျိုးရေးကန္တာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးမှုအစည်းအဝေးမှာအဲ့ဒီလိုပြောကြားခဲ့တာပါလက်ရှိမှာတော့အာနာသင်စစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအကူအညီတွေကို ပိတ်ဆို့ကန့်တတ်နေမှုတွေ ိုးပွားလာနေတဲ့နေရက်စွန့်ခွာရွှေ့ပြောင်းရမှုတွေစီးပွားရေးကြာဆင်းမှုတွေနဲ့ပြည်သူဝန်ဆောင်မှုမလုံလောက်မှုတွေက မိသားစုများစွာကိုနေစဉ်နဲ့အမျှဆင်းရဲနွမ်းပါမှုနဲ့စားနပ်ရိက္ခာမဖူလုံမှုအတွင်ကိုတွန်းပို့နေကြောင်းလဲတန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောပါတယ် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့အဆိုအရမြန်မာနိုင်ငံရဲ့ဆင်းရဲနွမ်းပါမှုနှုန်းဟာ2018ခုနှစ်မှာ24.8%ရာခိုင်နှုန်းရှိခဲ့ရာကနေစစ်အာဏာသိမ်းပြီး2023ခုနှစ်မှာတော့46.8%ရာခိုင်နှုန်းကိုမြင့်တက်လာခဲ့ကြောင်းရန်ကုန်မြို့ပြဒေသရဲ့ဆင်းရဲနွမ်းပါမှုနှုန်းဟာလည်း2018ခုနှစ်မှာ10ရာခိုင်နှုန်းရှိခဲ့ရာကနေစစ်အာဏာသိမ်းပြီးနောက်2023ခုနှစ်မှာတော့43ရာခိုင်နှုန်းကိုစံချိန် COVID-19 မြင့်တက်လာခဲ့ကြောင်းဆိုပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံဟာတယံဇာရကျွေးဝပေမဲ့ပြင်းထန်သောစားနပ်ရိက္ခာမဖူလုံမှုခံစားနေရတဲ့စီးရင်မှာကမ္ဘာအဆင့်နံပါတ်9နေရာမှာရပ်တည်နေကြောင်းလည်းထည့်သွင်းပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာစင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆင်းရဲနွမ်းပါမှုပပျောက်ရေးနဲ့စားနေရိက္ခာဖူလုံရေးတို့ရရှိဖို့အတွက်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဟာမရှိမဖြစ်လိုအပ်ချက်တွေဖြစ်ကြောင်းလည်းတန်အမတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ် ဒါကြောင့်နိုင်ငံတကာအတိုင်အဝန်အနေနဲ့စစ်အုပ်စုရဲ့လိန်လေလှည့်ဖျားတဲ့လုပ်ငန်းစဉ်ကိုပယ်ချပြီးစစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ကာ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်မြန်မာပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံအားပေးဖို့ဆွေးနွေးခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။